Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဂျော်ကန်ဝမ်းဆိုးဝဲဖြစ်ပါတယ်ဒီမှာကျွန်တော်က Minecraft ထဲမှာအဲ Ice and Fire ဆိုတဲ့ Dragon Tone တစ်ခုကို review ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကိုအဲ Brodia ဘောနော် Ice and Fire ဆိုတဲ့ Dragon Tone ကို review ပေးခိုင်းတာကျွန်တော်ကြားရပါတော့ကျွန်တော်မအားသေးဘူးဘောနော်ဖြေကျော်အဆိုရင်ကျွန်တော်ဒီနေ့မှာကျွန်တော်ကအဲ Ice and Dragon အတုံးကိုအဲ review ပေးမှာဖြစ်ပါတယ်โอเคဒါကျွန်တော်က Ice and Fire တုံးကတော့ ဂျာဘာမှာပဲရှိအောင်နော်ဒါပေမဲ့ကျွန်တော်ကဒီဘတ်တော့အတွက်ဟာကျွန်တော်ရှာပြီးတော့မှ review လုပ်ပြရဖြစ်ပါတယ်။ကဲအားဆိုရင်ကျွန်တော်ရဲ့ view ကိုကြိုက်ရတဲ့ဆိုလို့ရှိရင် like subscribe လုပ်မမေ့ခဲ့ပါနဲ့။ကဲအားဆိုရင် channel မဆွဲပဲ video ကိုစားလိုက်အောင်ဗျ။ okay ကျွန်တော်ပထမဆုံးဒီ ICN Fire ဆိုတဲ့ Dragon တော်မှာဆိုရင်ကျွန်တော် Dragon ပေါင်းမျိုးစုံရှိရပါတော့။အထက်မှာမှကျွန်တော်တို့ကအာမီး Dragon ပါမယ်၊ Legacy Dragon ပါမယ်၊ရေခဲ Dragon ပါမယ်နော်။ပြီးရင်ကျွန်တော်တို့ကအာရေထဲမှာနေရပါတော့ရေနှကားလေးရေနှကားပါမယ်ပါနော်။ဒီကျွန်တော်ဒီမှာ Dragon တွေကအဲသူက random spawn နေပါတော့ကျွန်တော်ဒီ Overworld မှာလိုက်ရှာလို့ရပါတယ်။ ပြီးရနေကျွန်တော်တို့က Dragon เนี่ยသူအကောင့်ကြီးအသေးပုံမူတည်ပြီးတော့မှ damage တွေတွေးရအဲ့လိုမျိုးပေါ့နော်ကွာချားချက်တွေရှိရပေါ့နော်โอเคကျွန်တော်ဒီမှာဆိုရင်တော့ကျွန်တော်တို့ကအဲရည်ရက်နဂါးတွေရှိမယ်သူကညဖက်မှာဆိုရင် Dragon တွေအိတ်တယ်ပေါ့နော်အဲ့ချိန်မှာကျွန်တော်ကတော့ချလို့ရမယ်ပြီးရင်ကျွန်တော်တို့ကဒီအဲမွေပေါ့နော်ခေါင်းတလုံးနဲ့မွေနဂါးလို့ပြောရမှာအဲ့လိုကောင်တွေလည်းပါရပေါ့နော် โอเคအဆိုရင်ကျွန်တော်ဒီထဲမှာဆိုရင်ကျွန်တော် dragon armor တွေရှိမယ် dragon steel armor တွေရှိမယ်အာရည်ရဲက dragon armor ရှိပြီပေါ့เนาะโอเคပြီးရနေကျွန်တော်ဒီထဲမှာ weapon တွေလည်းပါရပါเนาะ dragon အာ dragon နဲ့လောက်ထားတဲ့ weapon တွေပေါ့เนาะโอเคကျွန်တော်ပြပဆုံးကျွန်တော်တို့က dragon ဥတွေရဖို့ဆိုရင်ကျွန်တော်ဒီလို dragon အကောင်ကြီးယူတတ်မှာဖြစ်ပါတယ်အဆိုရင်ကျွန်တော်တို့က dragon ဥရရပါเนาะသူကအကောင်ကြီးတတ်မှာ dragon ဥရတာပေါ့เนาะโอเคပြီးရနေကျွန်တော်ဒီထဲမှာ အဲသူ့ရဲ့အယိုးတွေရမယ်ဥကောင်းတွေရမယ်ပေါ့နော်သူ့ရဲ့ dragon alike ကောင်းတွေရမယ်ပေါ့နော်ဟေးကျော်ဒီမှာဆိုရင်ကျွန်တော်တို့ကအယိုးတွေကိုအဲအရင်ကခွာပြီးတော့မှအယိုးတွေခွာလိုက်မယ်ဆိုရင်ကျော်ဒီမှာပေါ့နော်ဒါဆိုကျွန်တော်တို့က dragon အကြီးဖြစ်တဲ့အတွက်ကြောင့်မလို့သူ့မှာဥပါရပေါ့နော်အဲသူ့ရဲ့ dragon ဥလေးရလာမယ်ပြီးသူ့ရဲ့တရေတွေရလာမယ်ပေါ့နော်သူ့ရဲ့အရေခွန်ရလာမယ်ဘုံတွေရလာမယ်ပြီးသူ့ရဲ့ dragon အဲယူကောင်းရလာမယ်ပေါ့နော် โอเคဘာမှဆုံးကျွန်တော်တို့ကသူ့ရဲ့အဲအရေးကုန်နဲ့ကျွန်တော်တို့ကတရည်နဲ့ကျွန်တော်တို့ကအာမာရီဖရက်လို့ရမယ်ဗောနော် Dragon အာမာရီဖရက်လို့ရမယ်အဲဒီမျိုးဗောနော်ကျွန်တော်ဒီ Dragon အာမာရီရမယ်အဲဒီအာမာရီဖရက်လို့ရမယ်ပြီးရတယ်ကျွန်တော်တို့ကသူ့ရဲ့အယိုးတွေနဲ့ကျွန်တော်တို့က Dragon ဘုံတွေနဲ့ကျွန်တော်ဓာတ်တွေခရုတ်ရမယ်ဗောနော်ဒီဓာတ်တွေကကျွန်တော်တို့ပုံမဲ့ဓာတ်ထည့်ပူပြီးတော့ကျန်းတယ်ဗောနော်ပြီးရင်တော့ပစိန်တွေရမယ်ခေါ်ပြားတွေအပိကတ်တွေရမယ်ဗောနော် dragon ဟာ ਨੇ သွားပြင်သွား ဲ dragon bone နဲ့ dragon အယိုးနဲ့တော့ water skeleton ကနေရတယ် water skeleton ရဲ့အယိုးပေါ့နော် water water bone ပေါ့နော်သူ့ရဲ့ water skeleton တို့အယိုးနဲ့အဲကျွန်တော်ပေါင်းရမှာဖြစ်ပါတယ်အဒီမှာဆိုကျွန်တော်က water skeleton တက်တိုင်းမှာကျွန်တော်သူ့ရဲ့အယိုးမရဘူးပေါ့နော်ကျွန်တော် random ပေါ့နော်ကန်ကောင်းရင်ကျွန်တော်အယိုးရတယ်ပေါ့နော်ဒီမှာပေါ့နော်ဂေး water bone ဆိုပြီးရရပေါ့နော်အဲ့ဒါနဲ့ကျွန်တော်က craft မှာဖြစ်ပါတယ်ဒီကျွန်တော် craft ထားနေဒီ dragon အန်ဒါကိုကျွန်တော်တို့က dragon 3ပလင်းနဲ့ပေါင်းလိုက်ရင် dragon အဲ fire uh, so uh, fire dragon ဒါရရယ်ပေါ့နော်ဒီလိုမျိုးပဲကျွန်တော် UK dragon ရဲ့တွေးနဲ့ပေါင်းလိုက်ရင် UK dragon ဒါရရယ်ပေါ့နော်အဲပြီးရင်ကျွန်တော်က legacy dragon ရဲ့တွေးနဲ့သူ့ရဲ့ dragon နဲ့လှုပ်ထားတဲ့ဒါနဲ့ပေါင်းလိုက်မယ်ဆိုရင်ကျွန်တော် legacy dragon ဒါရရယ်ပေါ့နော်အဲဒီမျိုးပေါ့နော်ဒီကျွန်တော်က dragon တွေးကိုရဖို့ဆိုရင်ကျွန်တော်တေသွားတဲ့ dragon ကိုကျွန်တော်ဒီလို plane နဲ့ခြံပြီးတော့မှထုတ်အောင်မှဖြစ်ပါတယ်ဒါဆိုကျွန်တော် mid dragon ထုတ်လိုက်လို့ကျွန်တော်ဒီ fire dragon ရဲ့တွေးရတာပေါ့နော် โอเคဒီတူတွေးနေရင်လေလောက်ထားတယ်ဒါမှမဆိုရင် availability ပါရင်ပေါ့နော်သူက lesset dragon ရေလောက်ထားတယ်ဒါနဲ့ခုံရင် lesset အမိုးချုပ်ပြခဲ့ရမယ်မီတာနဲ့ရိုက်ရင်မီးလောင်မယ်ပေါ့နော်ဂျီကဲသားနဲ့ရိုက်မယ်ဆိုရင်ကျွန်တော်တို့ကအာနေရွာမှာဖြစ်ပါတယ် snow ွာပါပေါ့နော် snow effect ဖြစ်တော့မီးရွာမှာဖြစ်ပါတယ်ပြီးရနေကျွန်တော်တို့က dragon MI ထဲ dragon အဲ dragon ရေလောက်ထားတဲ့ဓာတ်ထဲပို့มาတာ dragon steel ပေါ့နော် ဒီ Dragon Steel ရဖို့ဆိုရင်ကျွန်တော် Fire Dragon Steel ရဖို့ဆိုရင်ဒီ Fire Dragon ရဲ့တူရင်းနဲ့ Iron နဲ့ပေါင်းလိုက်မယ်ဆိုရင်ကျွန်တော်ကဒီမျိုး and ဒီမျိုးဟာရလာမယ်ပေါ့နော် Iron and Fire ဟို Iron ရဲ့ Fire Dragon ရဲ့တူရင်းနဲ့ပေါ့နော်အဲ့လိုနှစ်ခုရလာမယ်တစ်ခုရလာမယ်ပေါ့နော်ရိုးရီခဲ Dragon ရဲ့တူရင်းနဲ့ Iron သလုံးနဲ့ပေါင်းတဲ့ဒီမျိုးရရပေါ့နော်ကျွန်တော်ဒါနဲ့ကျွန်တော်ဘာလို့လို့ရလဲဆိုကျွန်တော်ကကျွန်တော်မှာအဲ Dragon ရှိမယ်ဆိုရင်အဲ Dragon နဲ့တွားပြီးတော့မှကျွန်တော် Dragon Steel လောက်လို့ရမှာဖြစ်ပါတယ်အဲဒီမှာဆိုကျွန်တော်က အယွန်းနဲ့ dragon တွေးအရေခဲ dragon တွေးနဲ့ပေါင်းတဲ့ဟာနဲ့ကိုကျွန်တော်ရေခဲ dragon နဲ့သွားပြီးတော့မှအဲတော့နှိမ့်လိုက်မယ်ဆိုရင်ကျွန်တော်ကဒီ ice dragon ရဲ့ stia မှာပေါ့နော်ဒီ stia ဘယ်လိုပြောမလဲကျွန်တော်ဒီ dragon ကို armor ထည့်ပူပြီးမှာမယ် dragon အယိုးထည့်ပူပြီးတော့လဲပူပြီးမှာရယ်ပေါ့နော်သူကအဲ့ဒီဟာတွေကိုရအောင်လဲခတ်ပဲပေါ့နော်အဲ့ဒါအနေနဲ့ကျွန်တော်ဘာလို့လို့ရမယ်ဆိုရင်ကျွန်တော်ကအဲ stia မှာလို့လို့ရရယ်ပေါ့နော်ဒီ stia ဥစ္စာရလာရင်အန်တာလိုဂျီရဲ့ ice dragon stia ပေါ့နော် ဟို Ice Dragon စတီးရလာမယ်စတီးရမှာပါနော်စတီးရမှာခွက်လို့ရမယ်ဒီစတီးရမှာနေကျွန်တော်တို့တော်တော်လေးမှာတယ် Dragon Armor နဲ့လည်းမှာတယ်ကျွန်တော်တို့ Netherite Armor နေတဲ့လည်းပို့ပြီးတော့မှာတယ်ပေါ့နော်ဒါပေမဲ့ရဖို့လည်းမလွယ်ဘူးပေါ့နော်ကျွန်တော်ဒီစတီးအခုရဖို့ဆိုရင်ကျွန်တော် Dragon တစ်ကောင်တက်ရမှာပေါ့နော် Okay ပြရတယ်ကျွန်တော်ဒီမှာပေါ့နော်ဒါဆိုရင်ကျွန်တော် Fire Dragon နဲ့လောက်ထားတဲ့စတီးပေါ့နော်သူ့ရဲ့ and ဒီ iron နဲ့ကျွန်တော်ဓာတ်ခရလို့ရမယ်ပေါ့နော်အဲ့တိုင်းပဲကျွန်တော်တို့ကအဲ water second bone နဲ့အဲ့လိုမျိုးပေါ့နော် အဲ Dragon Fire Dragon Steam ရဲ့ပေါင်းလိုက်ရင်ကျိုးဒီလိုမျိုးရလာမှာဖြစ်ပါတယ်ဒီဒါဆိုကျွန်တော်တို့က Fire Dragon Steam နဲ့လောက်ထားတဲ့ဒါနဲ့ခုံရင်ကျွန်တော်မီးလောက်မှာဖြစ်ပါတယ်အဲ့လိုမျိုးပါနော်ကျွန်တော်ရေခဲ Dragon Steam နဲ့လောက်ထားတဲ့ဒါနဲ့အဲခုံလိုက်မှာဆိုရင်ကျွန်တော်တို့က slow မှာဖြစ်ပါတယ်အဲပြီးရနေကျွန်တော် Legacy Dragon ဒါနဲ့လောက်ထားတဲ့ Steam နဲ့လောက်ထားတဲ့ဒါနဲ့ဆိုရင်ကျော်မှုစုပြချမှာဖြစ်ပါတယ်ဒီမှာ Steam နဲ့ Yuha နဲ့ပါကွာွားလဲဆိုရင် Steam ကပိုပြီး damage ထွက်တယ်ပေါ့နော်။ဒါဆိုရင် Fire Dragon Steam လောက်ထား29 damage ထွက်ပြီးတော့မှာ Yo Fire Dragon Soul နဲ့လောက်အဲလောက်ထားတဲ့ဟာကဒါမှမဟုတ်ကိုပဲရှိရပါတော့။အဲကွာခြားချက်ရှိတယ်။ပြီးရကျော်ဒီထဲမှာကျွန်တော်တို့က Dragon တွေကိုအဲတက်ဖို့လွယ်ဆုံးဘက်ပုံကတော့ recommend ပေးရမယ်ဆိုရင်ကျွန်တော်တို့ဒီထဲမှာဒီအဲဘယ်လိုပြောမလဲကြီး Dragon ကိုအယူနဲ့လောက်ထားတဲ့ဘိုးနဲ့ Arrow ပဲဖြစ်ပါတယ်။ဒါကကျွန်တော် Dragon တွေကိုတက်ဖို့ရန်လွယ်ပါတယ်ဗောနော။ damage တော်တော်လေးထွက်တယ်။ Okay ကျွန်တော်ဒီဘိုး ခရက်ဖို့ဆိုရင်ကျွန်တော်တို့က Dragon အယူ3ခုနဲ့ Spider-Man 3ခုလိုပါတယ်။အဲတိတ်တော့မခက်ဘူးဘွမ်းတော်ဒီဥစားကပြီးရနေကျွန်တော်တို့က Arrow ခရက်ဖို့ဆိုရင်ကျွန်တော်တို့က Winter Soldier ဘုံနဲ့အဲ Dragon ဘုံနဲ့ပြီးတော့အဲချက်မွေးနဲ့ပေါ့နော်အဲ့လိုဟာတွေလိုရဲအဲ့ဆိုကျွန်တော်တခုခရက်ရင်ကျွန်တော်6ခုရမယ်ပေါ့နော်။ဒီကြောပြီးရနေကြောဒီထဲမှာကျွန်တော်မီးများတွေမီးဘိုးတွေအမီးအေရိုးတွေလည်းလုပ်လို့ရပါတယ်အဲ့လိုမျိုးပေါ့နော်ဒီဒါတော့ကျွန်တော် Yu Dragon နဲ့လုပ်ထားတဲ့ဘိုးနဲ့ပေါင်လိုက်အင်းမီးတွေးနဲ့ပေါင်လိုက်တော့ မီးပိုးရမယ်ဂျီကလေးအတိုင်းပဲပေါ့နော်အေရိုးလည်းအတိုင်းပဲပေါ့နော်ကျွန်တော်အေရိုးမီးအေရိုးရချင်ရင်ဒီမျိုးအမ် dragon တွေး fire dragon တွေးနဲ့လောက်လိုက်ရင်ကျွန်တော်မီးအေရိုးရမယ်ပေါ့နော်ဘေးအဲ့ဆိုပြီးရတယ်ကျွန်တော်ဒီမှာအမ် dragon နေက fire dragon ဥကိုဖောက်မယ်ဆိုရင်ကျွန်တော်ကအကောင်မွေးမယ်ဆိုရင်ကျွန်တော်တို့က Nether Rest ဆိုတဲ့ဒီ Nether မရတဲ့ block လေးနဲ့ကျွန်တော်မီးမီးချစ်လိုက်ပါတော့အဲ့ဒါဆိုကျွန်တော်မီးကြိုင်လောင်နေမှာဖြစ်ပါတယ်။သူကအမှားမှသူကအကောင်ကပေါက်မှာဖြစ်ပါတယ်။အဲသူက Fire Dragon တီးတက်မယ်ပေါ့နော်။ Shark Dragon ကဒီလိုမွေးလို့မရဘူးပေါ့နော်။ ကဲကျွန်တော်က Legacy Dragon နဲ့ Yee Ice Dragon နဲ့အကောင်ဖောက်မယ်ဆိုရင်ကျွန်တော်ရည်ထဲမှာဗောနော်တို့ရည်ထဲမှာနှစ်ပြီးတော့မှအဲဒီမှာတော့ကျွန်တော်ရည်လောင်းလိုက်ဆိုခဲရမယ်ဗောနော်ဒီတို့ရည်ထဲမှာနှစ်ပြီးတော့မှကျွန်တော်အကောင်ဖောက်မှာဖြစ်ပါတယ် Okay အဲ့ဒါဆိုကျွန်တော်ကအာအကောင်လေးပေါက်လာပြီဆိုတာ ਨੇ ကျွန်တော်ကသူ့ကိုအာကျွေးရမယ်သားဆိုတာသိကြရှိပါရောနော်ကျွန်တော်ဒါမှမဟုတ်သူကကောင်ကြီးလာရင်ဘလို့ပြန်ကြိုက်တယ်ဗောနော်ကျွန်တော်ပြန်ကြိုက်တယ်အဲ့လိုမျိုးမကြိုက်အောင်ကျွန်တော်နဲ့ခင်အောင်ဘလို့လုပ်မယ်ဆိုရင်ကျော်ဒီ ျွန်တော်ဒီချက်ချက်သားကျွေးရမရဘူးเนาะ Okay သူအမဲသားကျွေးရမယ်ဗောနော်ကျွန်တော်အမဲသားဖြစ်ဖြစ်ဝက်သားဖြစ်ဖြစ်အဲနှစ်ခုတဲတစ်ခုကျွေးဗောနော်အဲ့ဆိုကျွန်တော်အဲတဲပုံလေးပေါ်လာရရေဗောနော်အဲတဲပုံလေးမပေါ်လာဘဲနဲ့အကောင့်ဝင်ကြီးွားရင်ဒါဘလို့ဘလို့ကိုက်မှာဗောနော် Dragon ကဒီဒီမဟာကျွေးရင်ကျွန်တော်ဝက်သားဟာဝက်သားနဲ့အမဲသားပဲကျွေးလို့ရပါတယ်ချားသားကျွေးလို့တော့အဲအဲ့လိုမရဘူးဗောနော်အကောင့်ဝင်ကြီးွားမယ်ဗောနော်ဘလို့နဲ့မခင်ဗောနော်ဘလို့ပြန်ကိုက်မှာဖြစ်ပါတယ်ဒီပြရတယ်ကျွန်တော်တို့ကရီခဲ Dragon လေးအတိုင်းပဲဗောနော်ကျော်ဒီ အမဲသားဖြစ်ဖြစ်ဝါသားဖြစ်ဖြစ်ကျွေးမှာဖြစ်ပါတယ်ကျွန်တော်ဒီထဲမှာအဒီ dragon မှာကျွန်တော်ဝါသားကျွေးတယ်မို့လို့အဲဒါဆိုကျွန်တော်အသေးပုံတန်းထွက်ပါတော့သူအမဲသားနဲ့ဝါသားနဲ့ကျွေးရင်သူအသေးအသေးပုံတန်းထွက်ပါတယ်တခြားသားထွက်ရင်တခြားသားတွေကျွေးရင်သူအသေးပုံပဲအာဘယ်လိုအကောင်ဝင်းကြီးလာမှာမနော်အသေးပုံမပေါ်ပါဘူးအာအကောင်ကြီးရောဘယ်လိုပြန်ခိုင်းတယ်လဲပေါ့နော် okay အဲ့ဒါဆိုကျွန်တော်က dragon တွေကိုအကောင်ကြီးအဖြစ်အောင်ပေါ့နော်အကောင်ကြီးမြအောင်ဘယ်လိုလုပ်ရမလဲဆိုရင် dragon အစာရှိရပေါ့နော်ဒီ dragon အစာနဲ့ကျွေးမယ်ဆိုရင်ကျွန်တော်တို့က အဲ dragon နဲ့အကောင်ကြီးဖို့ပုံမြင်မယ်ပေါ့နော်။ Okay အဲ့ဒါဒီဥစားလေးပေါ့နော်ဒီဥ dragon အစားလေးရှိမယ်။ဒီဒါလေးကျွန်တော်တို့ကခရရတာနည်းနည်းခတ်တယ်။သူကဘာလို့ dragon ကြီးဖို့ရမ်းမြန်တယ်ပေါ့နော်။ Okay ကျွန်တော်ခရမယ်ဆိုရင်ကျွန်တော်ဘာလို့လဲဆိုတော့ကျွန်တော်ဒီပသားကြီးမြိုင်းနဲ့အဲဘုံပေါ့နော်။အဲဘုံလို့မယ်ကျွန်တော် skeleton အယိုးတွေပေါ့နော်။ skeleton ရိုးနဲ့ဝတ်သားတွေများများနဲ့လုံမယ်ပေါ့နော်။အဲ့ဆိုဒါဆိုရရပေါ့နော်။အေးအဲ့ဆိုကျွန်တော်တို့ကဒီဥစားကိုကျွန်တော်တို့က dragon dream ဆိုရင်ကျွန်တော်တို့ကအကောင်ကြီးရပုံမြင်တယ်ပေါ့နော် ကျွန်တော်တို့ဒီမှာအကောင့်ကြွေးလိုက်တာနဲ့တော့ပုံမှန်ပုံမှန်စာရင်ထပ်သွားပို့ပြီးတော့မှအကောင့်ကြီးဖို့ပုံမြင်တယ်ဗောနော်ဟင်းဒါတော့တော်တော်လေးတော်တော်လေးကြီးပါဗောနော်ပြီးရင်သူ့ထိုင်ခိုင်းလို့ထိုင်ခိုင်းလို့လေရတယ်ခေတာတော့ကျွန်တော်တို့တော်တော်လေးကြီးပါပြီကျွန်တော်ကခေအားဆိုပြီးရင်ကျွန်တော်က Fire Dragon လဲတွားပြီးတော့မှကြွေးမယ်ဗောနော်ဒီမှာကျွန်တော် Dragon မျိုးပါက၄မျိုး၃မျိုးလောက်ပဲရှိပြရည်ရဲ Dragon ရယ်လက်စ်ဒရဂွန်ရယ်မီဒရဂွန်ရယ် ရာရေခဲ dragon ကျော်၄မျိုးပေါ့နော်၄မျိုးရှိမယ်သူအရောင်နေပဲကွာသွားတာပေါ့နော်အဲကုံနိဘကုံတူတူပဲပေါ့နော်ပုံစံโอเคဒါဆိုကျွန်တော်ရေခဲ dragon နဲ့မီ dragon ပေါ့နော်အဲတော်ရေးမိုက်တယ်ပေါ့နော်ဟေးအဲဆိုပြီးရနေကျွန်တော်ကဒီအဲ dragon ကိုကျွန်တော်စီးမယ်ဆိုရင်လိုရလေးပေါ့နော်ကျွန်တော်သွားသူနာသွားပြီးနေနိုင်ရင်ကျွန်တော် dragon စီးလို့ရပြီ โอเคပြီးရတဲ့သူ့ကိုကျွန်တော်ဒိုင်းမွန်အာမဝက်ပေးလို့ရမယ်ဂိုးအာမဝက်ပေးလို့ရမယ်အိုင်ယွန်ဒရဂွန်အာမဝက်ပေးလို့ရမယ်ပေါ့နော်ဒီဒီအာမတွေကခရရတော့ကျွန်တော်လယ်တော့လယ်ပါတယ်အဲဘာမှတိတ်တော့မခောက်ပါဘူးဒါပေမဲ့အမ်ဒိုင်းမွန်အာမခရမယ်ဆိုတော့ဒိုင်းမွန်အများကြီးလိုပဲပေါ့နော်ကျွန်တော်ဒီအာ you diamond 3လုံးရဲ့ diamond block 3ခုရဲ့လို့ရဲ့ကျွန်တော်ဂိုးလဲအတိုင်းပဲပေါ့နော်ဂိုးအာမခရမယ်ဆိုတဲ့အတိုင်းပဲအာယုံအာမခရမယ်ဆိုတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်က GA ဆိုကြာဆိုကျွန်တော်က diamond dragon အာမခရပြီးပါပြီပေါ့နော် ခေရောဒရဂွန်နေရသွားပြီဆိုရင်ကျွန်တော်တို့ဒီလိုတော်တော်လေးမိုက်ရပါတော့ကျွန်တော်တို့ဒီအဲကိုသွားချက်နေအောင်အမြင်မြင်သွားလို့ရတယ်တော်တော်လေးမိုက်ရပါတော့ပြီးရင်ကျွန်တော်တို့ကျွန်တော်တို့ကချတဲ့ဒရဂွန်တွေသွားကူချပေးမှာဖြစ်ပါတယ်ဘီအားဆိုကျွန်တော်တို့ကဒီအဲဒရဂွန်ဒရဂွန်တွေကိုမီးပစ်ဖို့မီးပိုင်မဟုတ်ဘူးဆိုရင်ဒီကျွန်တော်ခုကင်တာတုပ်လေးလို့ရပါတော့ဒါဆိုကြုံကြည်ခဲ့ဒရဂွန်ကင်ဟိုမောင်းအဲစီးပြီးတော့မှဒီတုပ်လေးကိုနှိမ့်လိုက်တာနဲ့ကျွန်တော်တို့ကရီခဲမှုတ်တယ်ပေါ့နော်ရီခဲနဲ့လမ်းပစ်တာပေါ့နော်အဲဒီမှာရီခဲနဲ့လမ်းပစ်လို့ရတယ် ဒီအဲ့ဒီရုပ်ကိုကျွန်တော် crop ဆိုရင်ကျွန်တော်ဘာလို့မဲဆိုရင်ကျွန်တော်က Lightning Dragon ရဲ့အယူယူကောင်းလို့မဲပြီးရင်ဒုံးနှချောင်းပေါ့နော်စတစ်နှစ်ခုဒါပဲလို့ပဲပေါ့ကျွန်တော်ဘာမှမလို့ဘူးဖြစ်တော့ကျွန်တော်က Mojo Dragon ရဲ့အယူ6ကောင်းအယူကောင်းရှိရတယ်ကျွန်တော်စတစ်နှစ်ခုရှိရတယ် crop လို့ရပါတယ် Okay အဲ့ဒါရှိရင်ကျွန်တော်က Dragon တွေကိုစီးပြီးတော့ကျွန်တော် Midi မုတ်လို့ရမယ်ပေါ့နော် Okay ဒီလိုမီးလိုက်မလို့ရမယ် အဲတော်ရီမိုက်တယ်ဗောနော်ကျွန်တော်ဒီအဲ dragon ကြီးစီပြီးတော့မှ live ဖြတ်စီလို့ရရဗောနော် Okay အဲဆိုရင်ကျွန်တော်ရဲ့ video လေးကိုကြိုက်တဲ့ဆိုလို့ရှိရင် like subscribe လုပ်မမိခင်ပါနဲ့အဲဆိုရင်ကျွန်တော်ခြား video နေနဲ့ပြန်လာခဲ့ပါမယ်